TNLA လက်အောက်ခံလီစုတပ်ဖွဲ့ဝင်40ကျော်လက်နက်ပြန်အပ်ပြီးနှုတ်ထွက်စစ်ကောင်စီနှင့်အပြည့်ရထားကြောင်းသတင်းများထုတ်ပြန်လာပြီးနောက် TNLA လက်အောက်ခံလီစုတပ်ဖွဲ့ဝင်40ကျော်လက်နက်ပြန်အပ်ပြီးထွက်ပြေးသွားကြောင်းသိရှိရပါသည်။အောက်တိုဘာ30ရက်နေ့ကပလောင် TNLA လက်အောက်ကလီစုအဖွဲ့တပ်သားများလက်နက်40 စစ်ဝတ်စုံနဲ့စကားပြောဆက်များအပြီးနှုတ်ထွက်သွားကြတယ်သူတို့မိုးကုတ်ကဂူစီးနဲ့မန်တုံကဒါဝိတ်လူကြီးချင်းနဲ့စကားများပြီးမပြေလည်ကြဘူးဟုမိုးမိတ်စေရည်တည်းရင်းမြစ်တစ်ခုပြောဆိုလာပါသည် မဏိကကလည်းလက်နက်တွေသွားပြီးအတက်သူတွေရှိသေးတယ်။တချို့ကနှုတ်ထွက်တချို့ကထွက်ပြေးနဲ့တချို့ကအခြားတော်လန်ရေးတပ်ဖွဲ့တွေပြောင်းဝင်နေတာရှိတယ်။လက်နက်သွားအကြတာကမိုးမိတ်မျိုးမှာရှိတဲ့လီစုပလောင်ယုံမှာပဲလာအသွားကြတယ်။ TNFA လက်အောက်မှာဆက်ပြီးတာဝန်မထမ်းကျင်တော့ဘူးလို့ပြောကြတာများတယ်ဟုအထက်ပါသတင်းရင်းမြစ်ကထပ်မံပြောဆိုထားသည်။ TNFA လက်အောက်ခံလီစုတပ်ဖွဲ့ဝင်များလက်နက်ပြန်အပ်ပြီးနှုတ်ထွက်သည့်ကိစ္စနှင့်ပတ်သက်၍ TNFA မှာ တစုံတရာထုတ်ပြန်လာခြင်းတော့မရှိသေးပါအာနာသိန်းစစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့်တီဘောကြောင်မဲနှင့် နောင်ချိုမြို့များကိုတိုက်ခိုက်သိမ်းယူပြီးနောက်မိုးကုတ်နှင့်မိုးမိတ်ကိုထပ်မံသိမ်းယူနိုင်ရန်ဆက်လက်ဆောင်ရွက်နေပြီး TNLA ကို2008အခြေခံဥပဒေအောက်ရှိပါလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကာကွယ်ရေးတပ်ဖွဲ့အဆင့်သာရှိအောင်စူးစမ်းနေတဲ့အနေအထားရောက်နေပြီးဟုပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီရေးလိလာဆောင်ကြည့်နေသူလွေးဆန္ဒဝန်ကြီးကတုံ့သက်ပြောဆိုထားပါသည် တရုတ်ပြည်အားနဲ့စစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ကြောင်းတာမကမဟာမိတ်တွေနဲ့ဆက်ဆံရေးအစင်မပြေတာများလို့စစ်ရေးမှအထူးကြံနေတဲ့ DNA ရဲ့ရှေ့ရေးဟာစက္ကစားနဲ့အပြည့်ရပြီးဒေတာကာကွယ်ရေးတပ်ဖွဲ့ပဲဖြစ်လာမှလားရခင်လိုပြည်သူစစ်အသွင်ပြောင်းလာမှလားလက်နက်စုံပြီးနိုင်ငံရေးပါတီဖြစ်ပဲဖြစ်လာတော့မှလားတချို့ကຫນွေဦးတော်လန်ရေးမှဆက်ရှိနေပြီးတချို့လက်လျှော့ကြတော့မှလားဆိုတာကမေးခွန်းထုတ်เสียဖြစ်လာနေပြီးစောင့်ကြည့်ဖို့လိုပါသေးတယ်ဟုရွေးဆန္ဒဝန်ကြီးကထပ်မံပြောဆိုထားသည် တရုတ်ကြားဝင်ဆစ်ဆက်မှုဖြင့်စစ်ကောင်စီနှင့် KNLA တို့အကြားပြည့်ရက်တပါတူဗိုလ်မှူးအောင်မြင့်ထူဗိုလ်မှူးကျော်စီရအပါသူမြရင်စစ်တုံးမန်းလေး15ကို KNLA ပြန်လုပေးရှမ်းမြောက်တီ KNLA တအောင်မျိုးသားလူမျိုးရေးတနည်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြားပြစ်ခတ်ရဆိုင်ရန်တရုတ်ကြားဝင်ဆစ်ဆက်မှုဖြင့်တရုတ်နိုင်ငံကုမင်းမြို့တွင်အော်တိုဘာလာ28ရက်နေ့28ရက်နေ့တွင်တွေ့ဆုံမှုပြုလုပ်ခဲ့တယ်လို့စီရီတရင်ရင်းမြစ်နီးစပ်သူထံမှသိရှိရသည် တရုတ်ကြားဝင်စစ်ဆက်မှုတွင်အကြမ်းဖက်စစ်ကောင်စီနှင့် TNLA တပ်တို့အကြားအပြည့်ရဲ့သဘောတူရရှိခဲ့သည်ဟုဆိုပါသည်တရုတ်နိုင်ငံကူမင်းမြို့တွင်တရုတ်ကြားဝင်စစ်ဆက်မှုသည်ကိုးကြိမ်မြောက်ရှိပြီးဟုစစ်ရေးသတင်းရင်းမြစ်မှပြောပါသည် အောက်တိုဘာလ28ရက်နေ့တွင်အပြည့်ရဲ့သဘောတူတွေ့ဆုံမှုအပြီးမိုးကုံမြို့နှင့်မိုးမိတ်မြို့မှ TNLA တပ်များဆုံခွာရန်သဘောတူခဲ့ပြီးနောက်တက်ဆုံခွာခဲ့သည့်အပြင် 2029စစ်စင်ရေးတွင် TNLA တပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်းထားသည့်စစ်တုံးပန်၄၅ဦးလည်း TNLA မှသဘောတူပြန်လုပေးခဲ့သည်။ပြန်လွတ်လိုက်သည့်စစ်တုံးပန်45ဦးသည်ဗိုလ်မှူးအဆင့်2ဦး၊ဒုအယံခံဘူး3ဦးတက်ချက်ကြီး5ဦးတက်ချက်6ဦးဒုတက်ချက်2ဦးတက်သား18ဦးတက်ချက်ကြီးစာရေး2ဦးရဲတက်ကြကြီး၃ဦးနှင့်ရဲတက်ကြက်နှင့်ဦးအားပြန်လုပေးလိုက်သည်ဟုအထက်ပါစီရေးတည်င်းရင်းမြစ်မှပြောပါသည် တရုတ်နိုင်ငံကူမင်းမြို့တွင်တွေ့ဆုံမှုအပြီးမိုးကုတ်နှင့်မိုးမိတ်မြို့တွင်အပြည့်ရက်က TNLA တပ်များစွန့်ခွာရန်သဘောတူပါဝင်သည့်အပြင်ထိုးစစ်ဆင်မှုနှင့်လေကြောင်းတိုက်ခိုက်မှုများရပ်ဆိုင်းရန်လည်းနှစ်ဖက်သဘောတူခဲ့သည့်စစ်ကောင်စီတပ်များသည်နောင်ချိုကြောင်မဲနှင့်တီဘောမြို့များကိုပြန်လည်ထိန်းချုပ်ထားသည့် AAMNDAA TNLA တိုင်းရင်းသားလက်နက်ကင်တို့အဖွဲ့၃ဖွဲ့ပူးပေါင်းကလွန်ခဲ့သည့် နှစ်နှစ်ခန့်က2029စစ်စင်ရေးတရက်ပူပေါင်းဖော်ဆောင်ခဲ့ပြီးအောင်မြင်မှုများနဲ့အတူလူထုများလည်းအားပေးထောက်ခံမှုများရရှိခဲ့သည်။လက်ရှိတွင် LNDAA နှင့် TNAA တပ်ဖွဲ့တို့သည်စစ်ကောင်စီတို့နှင့်အပြည့်အဝသဘောတူခဲ့ပြီးအရက်ခတပ်တော် AA တပ်ဖွဲ့သည်အကြမ်းဖက်စစ်ကောင်စီတပ်များကို PDF အပါအဝင်မဟာမိတ်ပူးပေါင်းတပ်များနှင့်ပူးပေါင်းကာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အကျန်းဖက်စစ်ကောင်စီတပ်စခန်းများလည်းဆက်လက်တိုက်ခိုက်သိမ်းပိုက်မှုများရှိနေသည့်ရှမ်းမြောက်ဒေသတွင် NNDAA နှင့် TNLA တပ်ဖွဲ့တို့နှင့်အကျန်းဖက်စစ်ကောင်စီတပ်တို့အကြားအပြည့်ရတိုက်ခိုက်သဘောတူပြီးနောက်စစ်ကောင်စီသည် AA တပ်များဘက်သို့ဖိအားပေးထိုးစစ်ဆင်နိုင်လာမည်ဟုစစ်ရေးသတင်းရင်းများမှတုံ့တက်ပြောဆိုမှုလည်းရှိနေသည်အကျန်းဖက်စစ်ကောင်စီသည် ဒီနှစ်ကုန်ပိုင်းတွင်ကျင်းပမည့်ရွေးကောက်ပွဲမတိုင်ခင်လက်လွတ်လိုက်ရသည့်နယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရန်နှင့်ရွေးကောက်ပွဲကျင်းပနိုင်ရန်အပြင်းထန်စီရေးပြင်ဆင်လာသည်ကိုသိရှိရသည်ဒါအပြင်မတရားစစ်အာဏာသိမ်းမှုကြောင့်အပြည့်ရဲ့သဘောမတူသည့်ကချင်ကရင်မွန်စသည့်ဒေသများသို့လည်းအကြမ်းဖက်စစ်ကောင်စီမှအပြင်းထန်စစ်ကြောင်းထိုးမှုပုံမှုပြင်းထန်လာနိုင်သည်ဟုစစ်ရေးတရင်အရင်မြင့်မှတုံ့တက်ပြောဆိုသည်